အငိမ့်စားတမ်းမကြီးဦးချိုထွန်အောင်ကိုလှုပ်ကြံတက်ဖြတ်ခဲ့တဲ့ဂိုရန်ဘယ်လီဝရီယာအဖွဲ့ဝင်တွေအပေါင်းဝင်ဆက်ဆက်သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မေ22ရက်မနက်ပိုင်းကမယန်းကုန်းမြို့နယ်၅ရက်ကွက်ရွှေနှင်းစီလမ်းနဲ့ဝိဇာလမ်းတောက်မှာနေထိုင်တဲ့အငိမ့်စားတမ်းမကြီးဦးချိုထွန်အောင်ဟာနေရင်ရှိမှမြေဖြစ်သူနဲ့အတူလမ်းလျှောက်နေစဉ်စစ်စစ်ဆဲမျိုးသားနှစ်ဦးကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်ဦးချိုထွန်အောင်သေဆုံးခဲ့တယ်လို့သိရပါဗျ။ ဒါကြောင့်ပြည်မှုကျွလွန်သူတွေကိုရှောင်ဖွေတွေးရှိရေးစုံစမ်းဖော်ထုတ်ခဲ့ရာဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာလုံခြံတပ်ဖြတ်သူတွေအုံပြုခဲ့တဲ့စပိန်ကိုသုံးမင်းရင်တစည်းပေါ်မှာတင်ဆောင်သွားတာကိုတွေးရှိခဲ့ကြောင်းသိရတဲ့အတွက်စုံစမ်းဖော်ထုတ်ခဲ့ရာမေ23ရက်မှာသုံးမင်းရင်မောင်းနေသူအသက်40အရွယ်စန်းထက်အောင်ခေါ်ပဲခူးသားကိုမြောက်ကလာပါမြို့နယ်ထောက်ဝင်ပဲရက်ွက်ခိုင်ရွှေဝါသုံးလံအမှတ်148မှာရှိတဲ့နေ့မှာအကြမ်းဖက်တိုက်ခိုက်ရာမှာအုံပြုခဲ့တဲ့စပိန်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင် အကြံဖက်လုပ်ငန်းတွေလှုပ်ဆောင်ရမှာထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့တဲ့39နှစ်အရွယ်ဝင်းသူခေါ်ကလာလေးကိုမြောက်ကလာပါမြို့နယ်ထောက်ဝင်ပဲရက်ကွက်စိန်ချေလန်းတို့အမှတ်233မှာရှိရနေအိမ်မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိထားသူတွေရဲ့ထွက်ဆိုချက်အရမေ25ရက်မှာဦးချိုထုံအောင်ကိုလှုပ်ကြံတပ်ဖြတ်ခဲ့ပြီးထွက်ပြေးတင်းရှောင်နေတဲ့28နှစ်အရွယ်မျိုးကိုကိုခေါ်စိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်၎င်းရဲ့ဇနီးဖြစ်သူ24နှစ်အရွယ်ပြုံးပြုံး ။တမီးဖြစ်သူ၆နှစ်အရွယ်လင်းလက်ရွှေတို့ကိုညောင်မြို့နယ်ပကံမြို့ဟောင်းမှာ၎င်း၎င်းတို့ကိုလိုက်ပါပို့ဆောင်ပေးခဲ့တဲ့ရွှေမောင်25နှစ်အရွယ်အောင်စန်းဟိနဲ့ထိဆက်ဆောင်ရွက်ပေးသူ39နှစ်အရွယ်ညီညီလိုင်တို့ကိုမိုးပြင်းနယ်မူတော်မြို့မှာ၎င်းအသေးသေးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိထားတဲ့မျိုးကိုကိုခေါ်၊စိုင်းကိုကိုခေါ်၊ဇင်မင်းထက်ခေါ်လင်းလက်စောရဲ့ထွက်ဆိုချက်အရဥချိုထုံအောင်လှုပ်ကြံတက်ဖြက်ရမှာပါဝင်ခဲ့တဲ့ဖမ်းဆီးဖို့ကြံတဲ့ချစ်ကိုကိုခေါ်ကြော်ကြီးရဲ့မိသားစုဝင်တွေဟာ မြောက်ရီမျိုးဘက်ကိုထွက်ပြေးတင်းဆောင်မှုလုံဆောင်နေကြောင်းသိရတဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာမေ26ရက်မှာချစ်ကိုကိုခေါ်ကြော်ကြီးရဲ့ဇနီး39နှစ်အရွယ်မတ်မြင့်မြင့်ထွေအသက်18နှစ်အရွယ်အောင်ကိုကိုချစ်28နှစ်အရွယ်ဇင်မောင်မောင်ခေါ်အာနုနဲ့ထွက်ပြေးတင်းဆောင်ရမှာကိုကြီးဆောင်ရွက်ပေးခဲ့တဲ့အသက်40အရွယ်ဖြိုးဝေအောင်ခေါ်အရှိကြီးတို့ကိုဗကိုးမြို့ဝင်စစ်စေးရေးကိမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိထားသူတွေရဲ့ထွက်ဆိုချက်အရမေ29ရက်မှာ ဦးချိုထွန်းအောင်ကိုလှုပ်ကြံတက်ဖြတ်မှုအပါအဝင်၎င်းတို့အဖွဲ့ဆောင်ရွက်ခဲ့တဲ့လှုပ်ကြံတက်ဖြတ်မှုတွေမှာစကောက်ကြည့်ရှုပေးခဲ့သူအသက်29နှစ်အရွယ်မင်းစီသူခေါ်အငယ်လေးနဲ့33နှစ်အရွယ်ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်တို့ကိုကြီးမြနံမြို့နယ်ဈေးကလေးရက်ကွက်ဈေးကလေးလန်အမှတ်189မှာရှိတဲ့နေရာမှာ၎င်း28နှစ်အရွယ်ဟန်လင်းအောင်ကိုကြီးမြနံမြို့နယ်တီရာရက်ကွက်သိန်းနီလန်အမှတ်32မှာ၎င်းအသေးသေးထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ဖမ်းဆီးရမိထားတဲ့မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ရဲ့ထွက်ဆိုချက်အရ၎င်းဟာဥချိုထုံအောင်ကိုလှုပ်ကြံတက်ဖြတ်စဉ်တနက်ကြီပေါက်ထွက်ပြီးဘဘက်ခြေတော့ဒဏ်ရာရရှိခဲ့ပြီးဒီဒဏ်ရာကိုတာဂီတာမြွနဲ့လေးတောင်ရက်ွက်မြင်တော်ရလန်အမှတ်924မှာရှိတဲ့လင်းအထုကုစေယုံမှာလျှွက်စွာဈေးကူတာခဲ့ကြောင်းသိရတဲ့အတွက်မေ26ရက်ညနေပိုင်းမှာတရားမဝင်ဈေးကူတာပေးခဲ့တဲ့ DCS ဆရာဝန်38နှစ်အရွယ်သောကိုကိုနဲ့ DCS ဆရာဝန်တွေနဲ့စူးစီးဖွင့်လှစ်ထားတဲ့လင်းအထုကုဇေယုံပိုင်ရှင်36နှစ်အရွယ်ဒေါက်တာရဲလင်းစိုးရုပ်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အထက်ပါဖြစ်စဉ်မှာအမျိုးသား73ဦးအမျိုးသမီး3ဦးစုစုပေါင်း16ဦးတို့ကိုလုံခြံတပ်ဖြတ်ရမှာအုံပြုခဲ့တဲ့တပ်တွေကပြည်စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ဖန်စီယာမီထားသူတွေရဲ့ထွက်ဆိုချက်အရ2023ခုနှစ်မတ်လမှာကိုရန်ဗယ်လီဝါရီယာအဖွဲ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာ NUG ကဥယျာဉ်မွန်ရဲ့စီစဉ်ထောက်ပံ့ပေးမှုနဲ့ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း တရားဖွဲမှာဖမ်းဆီးဖို့ကြံတဲ့ကိုထက်ခေါင်းဆောင်မီအင်အားရှေဦးရှိကရန်ကုန်မြို့မှာဖောက်ခွဲဖြက်စီးလုပ်ငန်းတွေလှုပ်ဆောင်မှုနဲ့ပြည်သူတွေကိုဒဏ်လန်လို့ဆွဆွဲပြီးလှုပ်ကြံတက်ဖြတ်ဖို့ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ကြောင်းနှဆကကထုတ်ပြန်ပါတယ်။ဖမ်းဆီးရမိထားသူတွေရဲ့ထွက်ဆိုချက်အရမေ15ရက်မှာ Golden Valley Warrior အဖွဲ့ကောင်းဆောင်ဖမ်းဆီးဖို့ကြံတဲ့ကိုထက်ဟာ Telegram ကနေတဆင့်ဦးချိုထုံအောင်ရဲ့ဓာတ်ပုံနဲ့နေအိမ်တည်နေရာ Google Map တို့ကိုပေးပို့ခဲ့ပြီးလှုပ်ကြံတက်ဖြတ်ဖို့စေခိုင်းခဲ့ကြောင်း ဖန်ဆီးရထားသူတွေဖြစ်တဲ့မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စောမင်းစီသူခေါ်အငယ်လေးကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်နဲ့ဖန်ဆီးဖို့ကြံတဲ့ချစ်ကိုကိုခေါ်ကျော်ကြီးတို့ဟာဥချို့ထုံအောင်ရဲ့နေအိမ်ဝင်းကျင်ကို6ချောင်းသွားရောက်ပြီးအခြေအနေကြီးခဲ့ကြအောင်မင်း21ရက်မှာဖန်ဆီးဖို့ကြံတဲ့ကိုထက်ကနေပြီးမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စောထံပစ္စတိုနှစ်လက်ကိုပေးပို့ခဲ့တယ်လို့သိရပါဗျ။မေ22ရက်မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စောနဲ့ ဖမ်းဆီးဖို့ကြံတဲ့ချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟာကိုထက်ကနေငားရံပေးထားတဲ့ရွှေပေါကံမျိုးသစ်22ရက်ကွက်တပြေချံမျိုးပတ်လန်အမှတ်9မြင်းဆောင်103မြင်းဆောင်104မှာရှိတဲ့ Sea Hawk ကနေစပိန်နဲ့ထွက်ခွာခဲ့ကြောင်းဥချိုထုံအောင်ရဲ့နေရင်ရှိအယောက်မှာလမ်းလျှောက်နေတဲ့ဥချိုထုံအောင်ကိုမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်ဇင်မင်းထက်ကော်လင်းလက်စော်ကအသိဉာဏ်ဆောင်လာတဲ့ပစ္စတိုနဲ့လေးချက်ပြက်ခတ်လှုပ်ကြံတက်ဖြတ်ခဲ့ကြောင်းအဲ့လိုပြက်ခတ်စဉ်ပစ္စတိုကြည်ညက်နေတာကြောင့်ရှင်းလင်းစင်မှာကြည်ပေါက်ထွက်ပြီး ၎င်းရဲ့ဘဲခြေရောက်ကိုထိမှန်တရားရရှိခဲ့ကြောင်းအဲ့နောက်စပိန်နဲ့ရွှေပေါက်ကန်မြို့တင်မှာရှိတဲ့ Sea Health ကိုပြန်လာခဲ့ပြီးစပိန်နဲ့လုံခြုံသက်ဖြတ်စင်မှာဝင်ဆင်ခဲ့တဲ့ဝင်စားတွေကိုစမ်းထက်အောင်ခေါ်ပကိုးသားနဲ့ဝင်းသူခေါ်ကလားလေးတို့ကိုဖွက်ထားခိုင်းခဲ့တယ်လို့ထွက်ဆိုထားကြောင်းသိရပါဗျ။ဖန်စီရမိထားတဲ့မျိုးကိုကိုခေါ်စိုင်းကိုကိုခေါ်စင်မင်းထက်ကောလင်းလက်စော်ရဲ့ထွက်ဆိုချက်အရသူဟာရရှိခဲ့တဲ့ဒဏ်ရာကိုဈေးကူသားဖို့အတွက်ဖန်စီဖို့ကြံတဲ့တရားခံအောင်သူကနေကြိုတင်ချိတ်ဆက်ပေးထားတဲ့ လင်းအထုခုဈေးရုံမှာရှိတဲ့ DCS ဆရာဝန်စောကိုကိုထံကိုသွားရောက်ပြီးလျှို့ဝှက်စွာဈေးကုသမှုခံယူခဲ့ကြောင်းအိမ်နောက်မိသားစုနဲ့အတူပခုတ်ကူမြို့နယ်ဘက်မှတင်းရှောင်ဖို့သွားရောက်စဉ်ပကံမြို့ဟောင်းမှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးရမိထားသူတွေရဲ့ထွက်ဆိုချက်အရ NUG ကဥယျာဉ်မုံရဲ့စေခိုင်းမှုနဲ့ Grand Valley Warrior အဖွဲ့ဟာ2023ခုနှစ်မလ24ရက်မှာမြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ဟာတန်လျင်မြို့နယ်အမှုတန်းရက်ွက်ဖွံ့ဖြိုးရေးလမ်းနေ ဥပဒေအတိုင်းပင်ကံဦးမင်းဒေသာညွန့်တင်ကိုပစ္စတိုနဲ့တစ်ခတ်လှုပ်ကြံတပ်ဖြတ်ခဲ့ပြီးဖမ်းဆီးဖို့ကြံတဲ့ချစ်ကိုကိုခေါ်ကြော်ကြီးတို့ကအချိန်နှင်းဆောင်ကြည့်ပေးခဲ့ကြောင်း၂၀23ခုနှစ်ဩဂုတ်16ရက်မှာမြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်နဲ့ချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟာရွှေပြည်သာမြို့နယ်အမှတ်3ရပ်ကွက်ပန်းကြံလေးလမ်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်ကိုပစ္စတိုနဲ့ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးဟန်လင်းအောင်ကအချိန်နှင်းဆောင်ကြည့်ပေးခဲ့ကြောင်း 2023ခုနှစ်ဒသမတရက်နေ့မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်ဇင်မင်းထက်ခေါ်လင်းလက်စောဟာတင်ကန်းကျိုးမြို့နယ်ငမိုးရိပ်ရက်ကွက်ငမိုးရိပ်သုံးလမ်းနေအမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကဋ္ဌဦးတန်းထွန်းကိုပစ္စတိုနဲ့လှုပ်ကြံပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးမင်းစီသူခေါ်အငယ်လေးနဲ့ကျော်စင်တန့်ခေါ်လွင်ကြီးခေါ်ကျော်စင်တို့ကအချိန်နေစောင့်ကြည့်ပေးခဲ့ကြောင်း2024ခုနှစ်အောက်တိုဘာ23ရက်မှာမြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စောဟာလှိုင်းတရအနာပိုင်းမြို့နယ်စက်တီရက်ကွက် အောင်မင်္ဂလာကျောင်းအနီးမှာမဆာဖအဖွဲ့ဝင်နှစ်ဦးဖြစ်သူဦးရွှေမန်းကိုပစ္စတိုနဲ့လုံးကျန်တက်ဖြတ်ခဲ့ရာရှင်မောင်းဖြစ်သူဦးတန့်စင်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျော်စင်တန့်ခေါ်လွင်ကြီးခေါ်ကျော်စင်ကအချိန်နှီးစောင့်ကြည့်ပေးခဲ့ကြောင်းနာဆာကကထုတ်ပြန်ပါတယ်။ဖန်စီရမိထားသူတွေရဲ့ထွက်ဆိုချက်အရ Goran Valley Warrior အဖွဲ့ဟာရန်ကုန်မြို့အတွင်းမှာ ပြည်သူတွေကိုဒဏ်လန့်အဖြစ်ဆူဆွဲပြီးလှုပ်ကြံတက်ဖြတ်ခဲ့ကြောင်းဒီလိုလှုပ်ကြံတက်ဖြတ်ခြင်းတွေအတွက် NUG ကတကြိမ်ကို2သိန်းကျပ် NUG ဘေးကနေတဆင့်ပေးခဲ့တယ်လို့ဖော်ထုတ်သိရှိရကြောင်းနဲ့ဖန်စီရမိထားသူတွေကိုဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NASA ကထုတ်ပြန်ပါတယ်။